အားလုံးပဲမင်္ဂလာပါခင်ဗျာ MBA သတင်းဌာနရဲ့ဒီကနေ့အော်တိုဘာလ31ရက်ညပိုင်းအထိရရှိထားတဲ့အထူးခြားဆုံးသတင်းတွေကိုကျွန်တော်ခရီးရံကတင်ဆက်ပေးပါရမယ်။နောက်ဆုံးရထိုက်တန်သတင်းတွေထဲရန်ကုန်နဲ့မြို့ကြီးတွေမှာမိတ်ဆွေပွဲတွေအကြီးအကျယ်စတင်နေပြီဆိုတဲ့သတင်းမိုးကုတ်ကိုပြည်ထဲတွေအမှန်တကယ်ကာကွယ်နိုင်မလားဆိုတဲ့အကြောင်းတတ်တတ်ခံအမက်လောင်ပြုတ်တာအာနာအလွဲတုံးမှုလို့ဝေဖန်လိုက်တဲ့စတက်အောက်ဆွဲတာဆာညာပါတီဆန်ယောင်းဝေကိုပါလိုက်ကန်တက်နေတဲ့စစ်ကောင်မချင်းကြောင့် ဆန်ကုံတွေအခက်တွင်းနေရတဲ့တွင် စိတ်ရည်တင်းမာနေရမွန်တောင်ပိုင်းကိုအင်အားဖြစ်နေရစစ်တပ်လုံးဝလက်မခံနိုင်ဘူးလို့ဂျပန်နိုဘယ်ဆုရအဖွဲ့ထွန်းရနျူကလ িয়ার စမ်းသပ်ရေးအမိန့်ကို ဝေဖန်တဲ့တွင်အဲ့လို တနစ်တာထူးခြားဆုံးဖြစ်ခဲ့တဲ့ပြည်တွင်းပြပတွေတွေကိုတင်ဆက်ပေးထားပါတယ်ပြည်တွင်းသတင်းတွေကိုအရင်ဆုံးရှုစားလိုက်ရအောင်ပါ ရန်ကုန်နယ်မြို့ကြီးတွေမှာမဲဆွေပွဲတွေအကြီးအကျယ်စတင်နေပြီဆိုရတဲ့တင်းနဲ့စတင်လိုက်ချင်ပါတယ်။စစ်ကောင်မရှင်ရွှေကော်ကနေအတူရောင်ရွှေကောက်ပွဲအတွက်မဲဆွေခွင့်ကိုအော်တိုဘားလ28ရက်ကစတင်ခွင့်ပြုလိုက်ပြီးရနောက်စစ်တပ်ထိန်းချုပ်ထားနိုင်တဲ့မြို့ကြီးတွေမှာအကြီးအကျယ်စတင်နေကြပြီလို့တင်ပြရရှိပါတယ်။ရန်ကုန်နယ်မန္တလေးလိုမြို့ကြီးတွေမှာငွေကြေးချမ်းသာတဲ့စစ်တပ်ခပိုက်ဆောင်ပါတီကြန့်ခိုင်ရင်းနဲ့ပြည်သူ့လိုပါတီတွေကမဲဆွေပွဲတွေပြုလုပ်နေရလို့မြို့ခံတွေစီကနေသိရပါတယ်။ ဆိုင်းဘုတ်တွေထောင်တာတွေကိုအကြည့်အကျယ်လုံးနေကြပြီးသူတို့ရဲ့ဆောင်းဘုတ်တွေနဲ့လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ပုံတွေနဲ့ပေါ်လို့ရန်ကုန်မြို့ခံတဦးကပြောပါတယ်အလားတူမန္တလေးမြို့မှာလည်းဆိုင်းဘုတ်ထောင်တာတွေအပြင်လမ်းပေါ်ထွက်မဲဆွေတာတွေအထိပြုလုပ်နေရလို့မြို့ခံတွေကပြောပါတယ်အဓိကကတော့အစိမ့်တွေကြီးပန်းဒီမှာတော့အပြာတွေကတိတ်မပါဘူးကျွန်တော်တို့ကတော့စိတ်ဝင်စားပါဘူးလို့မန္တလေးမြို့ခံမြို့သမီးတူကတော့ပြောပါတယ် စစ်ကောင်မရှင်လောက်ခံရွက်ောက်ပွဲကော်မရှင်ကကိုစလီလောင်းရွေရဲ့မဲဆွေကွင်းကိုအော်တိုဘာလ28ရက်နေ့ကနေဒီဇင်ဘာလ26ရက်နေ့အထိခွင့်ပြုထားပြီးဒီဇင်ဘာလ29ရက်နေ့ကိုအတန်တိုင်းရဲ့အဖြစ်သတ်မှတ်ထားပါတယ်။လာမယ့်ဒီဇင်ဘာလ28ရက်နေ့မှာကျင်းပဖို့စီစဉ်နေတဲ့စစ်တရအတူအောင်ရွက်ောက်ပွဲကိုဝင်ပြိုင်မှုကိုစလီလောင်း9000ကျော်စီရင်ပေးထားပြီးတနင်္ဂနွေလုံးအဆင့်ဝင်ပြိုင်မှုပါတီ6ခုနဲ့တိုင်းနယ်ပြည်နယ်အဆင့်ကဝင်ပြိုင်မှုပါတီ50ခုကစီရင်သွင်းထားတယ်လို့သိရပါတယ်။ အနာဒိစတဲလုံးမဲ့ရွေးကောက်ပွဲကိုလွတ်လွတ်ပြီးတရားမျှတမယ်လို့ဘသူမှယုံကြည်မှာမဟုတ်ဘူးလို့ကမ္ဘာကုလသမဂ္ဂအဖွဲ့အထွေထွေအတွင်းမှူးချုပ်မစ္စတာဂူဒရက်ကပြောကြားထားသလိုမြန်မာနိုင်ငံဆိုင်ရာကုလသမဂ္ဂရဲ့လူခွင့်ရေးကိုယ်စားလှယ်တွရန်ဒရူးကလည်းအတူရောင်ရွေးကောက်ပွဲသာဖြစ်တယ်လို့ပြောပါတယ်ဒုတိယအနေနဲ့မုဂုတ်ကိုပီတီအက်တွေအမှန်တကယ်ကာကွယ်နိုင်မလားဆိုတာနဲ့ပတ်သက်ပြီးတင်ဆက်ပေးသွားပါမယ်တန်အတက်တီအန်အယ်လေကပူပေါင်းတိုက်ခိုက်တင်ပိုက်ခဲ့တဲ့မန္တလေးတိုင်းမုဂုတ်မြို့ကိုမဟာမိတ်တွေကိုအတိမပေးဘဲ ပြန်ပေးခဲ့ပေမဲ့ PDF တက်ဖို့တွေကတော့ပြန်မပေးဘဲထိမ့်သိမ့်သွားမယ်လို့အတိအသီးထုတ်ပြန်ထားကြပါရယ်ပြည်သူ့ကောက်ကွယ်တက်မတော်မန္တလေးနဲ့အတူဒေသအခြေဆိုင်ပြည်သူ့ကောက်ကွယ်ရဲ့အဖွဲ့ MGK PDO နဲ့မိုးကုတ်ဗျူဟာတို့ကချင်းနယ်လေကပြန်ပေးမယ်လို့ထုတ်ပြန်ပြီးချက်ရှင်းဆိုသလိုအော်တိုဘလ29ရက်နေ့ကဘော်ဒါထုတ်ပြန်လာကြတာပါဒါကြောင့်လေရန်ပုံးတံကိုအကြီးအကျယ်ခံနေရတဲ့မိုးကုတ်ဒေသခံတွေအကြားတွေးဟာဖြစ်စရာနဲ့စိုးရင်ထိန်လန့်မှုတွေရှိနေကြပြီး အမှန်တကယ်ထိန်းချုပ်နိုင်ပါမလားဆိုတာကိုလည်းတန်တရားရှိနေကြတယ်လို့မြို့ကန်တွေကပြောပါတယ်။တိုက်လို့တိမ့်စီရမရင်အကျိုးမြဲရနိုင်သေးတယ်။လက်နဲ့တိုက်တွေတိမ့်မိရမျိုးပေါ်တော့ဒါပေမဲ့ထိန်းထားတာကတော့ဘာအကျိုးမြဲမှမရနိုင်ဘူး။ဆုံးချုံမုံပဲရှိနိုင်ပါတယ်။ဒါကြောင့်ထိန်းသိမ့်နိုင်တာကိုပဲထိန်းသိမ့်စေချင်တယ်။အားပြန်ယူပြီးပြန်တိုက်တာမျိုးလုပ်တင်တယ်လို့မြင်မိရအကြောင်းစစ်ရေးလဲလာတုံးသက်သူတူကပြောပါတယ်။ပြီးခဲ့တဲ့အော်တိုဘလ29ရက်နေ့28ရက်နေ့တွေမှာ ကျောင်းနိုင်ငံကုမင်းမြို့မှာချန်နယ်လင်နဲ့စစ်ကော်မရှင်တက်တော်ကြားကိုကြင်မြောက်ဆွေးနွေးပြီးနောက်မိုးကုံမြို့နဲ့အတူရှမ်းပြည်နယ်မြောက်ပိုင်းကမုံမိန်မြို့ကိုပြန်ပေးဖို့သဘောတူခဲ့တာပါအဲ့လိုဆုတ်ခွာမယ်လို့ကြေညာပြီးနောက်မိုးကုံမြို့ကာကွယ်ရေးအတွက်ဆိုပြီးဒေသခြေဆိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့ MGK PTO နဲ့မိုးကုတ်ပြွာတို့ကသူရဲ့တက်ဖွဲ့ဟောင်းတွေကိုပြန်လည်ခေါ်ယူနေပါတယ် လက်ရှိရှင်မှာမိုးကုံမျိုးရဲ့စစ်ရေးအကျက်တဲဂျုံနေရချင်းအတူတူလက်တွေပြီးရုံးကန်ကြဖို့တိုက်တွန်းတယ်လို့ MGK PDO ကဆိုပါတယ်မိုးကုံပြူဟန်နဲ့တပ်ဖွဲ့ဝင်ဟောင်းပြန်ခေါ်တဲ့ထုတ်ပြန်ချက်မှာတော့အကြောင်းမျိုးမျိုးကြောင့်တပ်ဖွဲ့နဲ့ကင်းကွာနေတဲ့ရဲဘော်တွေကိုအော်တိုဘားလ31ရက်နေ့ကနေ9ရက်အတွင်းသတင်းပို့ပို့ပြောထားပါတယ်အမျိုးသားညရဲ့အဆွေအား NUG MOD ရဲ့တရားဝင်တပ်ဖွဲ့ဖြစ်တာကြောင့်သက်ဆိုင်ရာစီရင်စီကံတွေကိုလိုက်နာဖို့လိုအပ်တယ်လို့မိုးကုံပြူဟာကထုတ်ပြန်ပါတယ် ပြည်တွင်းသတင်းတွေကိုတင်ဆက်ပေးနေပါတယ်။တသက်ခိုင်းအမက်လောင်ပြုတ်တာအာနာအလွဲတုံးမှုလို့ဝေဖန်လိုက်တဲ့စစ်တပ်အောက်ဆွဲတာဆန်ညာပါတီအကြောင်းဖြစ်ပါတယ်။ပြည်သူ့ရှေ့ဆောင်ပါတီဥက္ကဋ္ဌဒေါ်တသက်ခိုင်ကိုကိုစလေလောင်အရေးရှင်မပြည့်မင်ဘူးဆိုပြီးဖြုတ်ချခဲ့တာကို1990ရွေးကောက်ပွဲကဆက်လို့ပွဲတိုင်းရှုံးနေခဲ့တဲ့တာဆန်ညာပါတီကဝေဖန်ပြောဆိုလာပါတယ်။တရားဥပဒေထံနိုင်ငံရေးအရသုံးချမှုမျိုးတစ်ခုဖြစ်နိုင်တယ်လို့ တိုင်းဒါစီလုံးညီညွတ်ရေးပါတီတာဆညာကထိပ်ပိုင်ကောင်းဆောင်တူဖြစ်သူဒေါက်တာကျော်ဆွေကဝေဖန်ပြောဆိုလိုက်ပါတယ်အဖြုတ်ခံရတဲ့ကာယကင်ရှင်ကဝေဖန်မပြောဆိုရေးချိန်မှာစစ်တပ်အောက်ဆွဲတာဆညာပါတီကအခုလိုထုတ်ဖော်ဝေဖန်လာတာဖြစ်ပါတယ်ဒေါက်တာတက်ခါဟာ68 resident project အပါဝင်လုပ်ငန်းအများအပြားလောက်ကန်လေပတ်နေတဲ့စီဝိုင်းလုပ်ငန်းရှင်တူဖြစ်ပါတယ်အဲ့လိုလုပ်ငန်းတွေမှာဘန်ရှင်းွယ်အသုံးပြုခြင်းဟာတာမန်စီးပွားရေးလှုပ်ရှားမှုတာဖြစ်ပါတယ် Keynesian economic theory အရလုပ်ငန်းတိုးတက်မှုအတွက်ငွေရှိခြင်းဟာ productive borrowing အဖြစ်သတ်မှတ်နိုင်ပြီးသက်ဆိုင်ရာအကျွေးပြန်ဆက်သောစနစ်ရှိနေပါကဥပဒေချိုးဖောက်မှုမဟုတ်ပါဘူးလို့ဒေါက်တာကျော်စွေကပြောဆိုပါတယ်။တသက်ခံကိုရွေးကောက်ပွဲဥပဒေပုံမှာရှင်းကဟကြီးအရအကျွေးမကင်းပါကကိုစလီလောင်းအဖြစ်ဝင်ပြိုင်ကွင်းမပြုတ်ထားတာကြောင့်ရန်ကုန်တိုင်းရွေးကော်ကခွင့်ပြုခဲ့ပေမဲ့နေပြည်တော် ရွေးကော်ကဖျောက်ချခဲ့ရပါအဲ့ဒီပုံမှာဟာအကျွေးပေးဆက်ဖို့တာဝန်ရှိသူတွေကို ကိုစလင်လောင်းအဖြစ်ခွင့်မပြုဖို့ကြီးရွယ်ပေမဲ့ငွေရှင်းယူထားတာနဲ့အကျွေးမဆက်တာတို့ကိုခွဲခြားထားခြင်းမရှိအောင်ဥပဒေဖွင့်ဆိုချက်မှာလိုအပ်ချက်တွေရှိနေလို့ဒေါက်တာကျော်စွေကပြောပါတယ်။ဤသို့ရှေ့ဆောင်ပါတီဥက္ကဋ္ဌတသက်ခံဟာရန်ကုန်တိုင်း FPTP အမျိုးသားလွှတ်တော်မဲဆန္ဒနဲ့အမှတ်နှစ်အမတ်လောင်းအဖြစ်ဝင်ရောက်ရှင်ပြိုင်ဖို့အမည်စင်းတင်သွင်းထားခဲ့တာဖြစ်ပါတယ်။ဆက်လက်ပြီးဆန်ရောင်းဝယ်ကိုပါလိုက်ကန်တက်နေတဲ့စစ်ကောင်ရှင်ကြောင့်ဆန်ကုန်တွေပဲ အခက်ကြုံနေရတဲ့သတင်းကိုပြောပြရှင်ပါတယ်။မြန်မာနိုင်ငံမှာရှိတဲ့ဆန်လုပ်ငန်းရှင်တွေဆန်ရောင်းဝယ်သူတွေနဲ့လေယာဉ်လုပ်ငန်းရှင်တွေကိုထိန်းချုပ်ဖို့လှုံ့ဆော်နေရလို့ဆန်ကုန်တွေစီကနေသိရပါတယ်။ဆန်တန်ရှိန်25တဲ့နဲ့အထက်ဒါမှမဟုတ်စပါတင်2500နဲ့အထက်ဒေါ်လာသူတွေကိုစစ်ကော်မရှင်ကမှတ်ပုံတင်ခိုင်းနေရဖြစ်ပါတယ်။မြန်မာဆန်တပောက်အွန်လိုင်း MYRO မှာ စံတော်တူလောင်ယုံမှတ်ပုံတင်၆ထားရယူရမယ်လို့စစ်ကောင်မရှင်လောက်ခံစီးပွားရေးနဲ့ကုတန်းရောင်းဝယ်ဝင်ကြီးဌာနကထုတ်ပြန်ထားတာပါဇေကွက်ကိုလဲလဲစွာလေပတ်ခွင့်ပေးမဲ့အစားဇေကွက်အပေါ်ဘ ਹੁ ကထိန်ချုပ်လိုတဲ့ပုံစံဖြစ်နေဇေကွက်စီးပွားရေးကနေဘ ਹੁ ရှုပ်ကင်ဖို့လှုပ်လာတဲ့သဘောဖြစ်နေတဲ့အတွက်နောက်ပိုင်းအဖမ်းအဆီးတွေဖြစ်လာမှာကိုစိုးရိမ်နေရလို့ရန်ကုန်မြို့ဘင်းအောင်ပွေးုံရှိစပားပွေးစားတူကပြောပါတယ် အခုလိုစစ်ကောင်မချင်အကန့်တလိုက်တာကြောင့်ဆန်တော်လမို့ပမာဏနဲ့ဇင်းလုံးအချက်လက်တွေကိုသိရှိသွားပြီးဇင်းလုံးကန့်တတာနဲ့ဆန်စပါးစစ်ကစားသူတွေကိုအရေးယူမှုနဲ့ပုံမပြုတ်လောက်နိုင်တယ်လို့ဆန်တော်လောင်သူတွေကပြောပါတယ်ပြီးခဲ့တဲ့ဩဂတ်လအတွင်းကမြန်မာနိုင်ငံအတွင်းမှာရှိတဲ့ဆန်စပါးရောင်းဝယ်ခဲ့တဲ့လုပ်ငန်းရှင်အစုကိုစစ်ကောင်မချင်ကဖမ်းဆီးစစ်ဆေးမှုနဲ့ပြုတ်လောက်ပေးရနောက်အခုအစီအစဉ်ကိုပြုတ်လောက်လာဖြစ်တယ်လို့ဆန်စပါးလုပ်ငန်းရှင်အစုကမှတ်ချက်ပြုတ်ပါတယ်အစိုးရကစီးပွားရေးလုပ်ငန်းတွေကို အကုံလိုက်ကြံ့နေတာဟိုတလောကဆန်စပါအတင်းကလူကြီးတွေကိုဖမ်းတာလုပ်ခဲ့တယ်။စစ်ကော်မရှင်လက်ထက်မှာစစ်ဝါရသမားတွေကိုပို့ပေးရှုတ်ကန်ဖို့ကြိုးစားလာတာတွေ့ရတယ်လို့ပြည်တွင်းဆန်လုံဝဲရှင်တူကပြောပါတယ်။စပါတူလောင်တွေဟာစစ်ကော်မရှင်ရဲ့စီးမင်းတွေကိုရှောင်ရှားဖို့အတွက်တူလောင်ထားတဲ့ပမာဏကိုချော့ချတာဒါမှမဟုတ်ဖုံးကွယ်မှုတွေပြုလုပ်လာနိုင်တဲ့အတွက်ဆန်စပါဈေးကွက်အတွင်းဖြန့်ဖြူးရေးလုပ်ငန်းတွေကြံ့ကြာနိုင်တယ်လို့လည်းဆန်စပါလုပ်ငန်းရှင်တွေကပြောပါတယ်။ ပြည်ဝင်တဲ့အနောက်ဆုံးသတင်းအနေနဲ့စစ်ရေးတင်းမာနေတဲ့မွန်တောင်ပိုင်းကိုအင်အားဖြစ်တင်နေတဲ့စစ်တပ်အကြောင်းဖြစ်ပါတယ်။ PKL ကဆက်လို့စစ်ကောင်မချင်းဟာရင်းမြို့နယ်မြောက်ပိုင်းအမှတ်၈ပြည်ထောင်စုလမ်းပိုင်းရင်းမြို့နယ်နဲ့ရေဖြူမြို့နယ်အဆက်ကိုတာလွန်အင်အားနဲ့စစ်ကြောင်ထိုးနေတယ်လို့သတင်းရရှိပါတယ်။ဒါကြောင့်နှစ်ပတ်စစ်ရေးတင်းမာနေတဲ့အဲ့ဒီဒေသမှာစစ်ကောင်မချင်းကရေချောင်းကနေတဆင့်လက်နက်ခင်းရတဲ့စစ်အင်အားဖြစ်တင်မှုတွေလှုပ်ဆောင်ရဲလို့ဒေသခံတွေနဲ့တော်လင်းတပ်ဖွဲ့တွေစီကနေသိရပါတယ်။ အခုလိုစစ်ကြောင်ထိုးနိုင်ရဲ့အတွက်စစ်ကော်မရှင်ဟာစစ်အင်အားတွေကိုကားလမ်းမကြီးကတဆင်မပို့ဆောင်ပန်းဇီးဖြူတောင်ကျေးရွာပန်းတာစစ်ကန်ကနေတဆင် ပြောင်းလဲအုံပြူလာတာပါဖြစ်စဉ်ကိုသိရှိထားတဲ့ရေမြုပ်ခန့်တူပြောတာက တွေ့တာတော့ကြပြီးအစပိုင်းကတော့ညပိုင်းတွေမှာတင်းမောနေနဲ့လာတယ်လူရှားပစ္စည်းချအဲ့လောက်ပဲပေါ့နောက်ပိုင်းကျတော့တလားမှာစုံနှခါမကတော့၃កောက်၄កောက်လောက်ဖြစ်လာတယ် လူတွေများလာတယ်ပြီးတော့ရင်းမျိုးဘက်ကိုကားနဲ့ခေါ်သားကြတာပဲလို့အန်ပီကိုပြောပါတယ်။ရေချောင်းကဆင်းပို့ဆောင်လာတဲ့သူတွေအထက်မှာစစ်သားမိသားစုဝင်တွေလည်းပါဝင်ပြီးတကြိမ်ကိုအ ਨੇ စုံ100ကနေ200လောက်ရှိနိုင်တယ်လို့သူကဆက်ပြောပါတယ်။သူတို့ကိုရင်းမျိုးနဲ့စက်ကခဆက်ကိုကနေတဆင်ရေတန်ဖြူစင်းနဲ့ရေဖြူမျိုးနဲ့အထက်မှာအခြေစိုက်ထားတဲ့တပ်ရင်းတွေအပြင်ရှိတဲ့အစ်မပြင်းနေစီပို့ဆောင်ပေးနေရဖြစ်တယ်လို့တော်လင်းတက်ခေါင်းဆောင်တို့ကပြောပါတယ်အမှတ်ရှိလမ်းမပေါ့ ရင်းမြောက်ပိုင်းတန်ဖြူစည်တောင်ပိုင်းအာယုတောင်နဲ့ရေးကြမှာရောနေရတော်များများမှာတော်လင်းတက်ဖွဲ့တွေကနေရယူထားတော့ဒီလမ်းကိုသူတို့တုံရင်သူတို့အတွက်အရန်ကိုအန်ဒီရှိနေရလေရွာချင်းဆက်လမ်းတွေလည်းတုံးသေးရဲ့အဲ့ဒီလမ်းတွေထိဟန်တာထားတော့နောက်ပိုင်းကျတော့လုံးဝကိုမတုံးတော့ဘူးရေချောင်းကနေပဲပြောင်းတုံးလာလို့ရေးပြည်သူကကွေရဲ့တက် WPDF ကောင်းဆောင်ဘိုးရန်နိုင်ကပြောပါတယ်လက်ရှိမွန်ပြည်နယ်တောင်ပိုင်းကိုစစ်ကြောင်ထိုးနေတဲ့စစ်ကော်မရှင်တန်တဲ့ တလင်းပူပေါင်းတက်တဲ့အကြားတိုက်ပွဲဖြစ်ပွားနေပြီးတလင်းပူပေါင်းတက်တွေဘက်ကပျောက်ကြားနီလန်နဲ့အကြဖြတ်တိုက်ခိုက်တာနဲ့ခြုံကိုတိုက်ခိုက်နေတဲ့အကြောင်းစစ်တကအထီးအကဲအကြဆုံးရနေတယ်လို့တလင်းတက်တွေရဲ့ထုတ်ပြန်ချက်တွေအရသိရပါတယ်။နောက်ဆုံးပြပသတင်းအနေနဲ့လုံးဝလက်မခံနိုင်လို့ဂျပန်နိုဘယ်ဆုရအဖွဲ့ Trian Nuclear လည်းနဲ့စံတန်ရဲ့အမိန့်ကိုဝေဖန်လိုက်တာကိုပြောပြရင်ဒီနေ့အတွက်ကျွန်တော်ရဲ့သတင်းတင်ဆက်မှုကိုချက်နာလိုက်ရှင်ပါတယ်။ဒုတိယကမ္ဘာစစ်အတွင်းအမှုမြူဘုံးတံကနေ အသက်ဘယ်လွန်မြောက်သူတွေနဲ့ဖွဲ့စည်းထားတဲ့ဂျပန်နိုင်ငံရဲ့နိုဘယ်ငြိမ်းချမ်းရေးဆုရအဖွဲ့ကအမေရိကန်သမ္မတဒေါ်နယ်ထရန့်ရဲ့နျူကလ িয়ার လက်နက်စမ်းသပ်မှုပြန်စဖို့ညွှန်ကြားချက်ကိုလုံးဝလက်ခံနိုင်ကြရမရှိဘူးလို့ပြင်းပြင်းထန်ထန်ဝေဖန်လိုက်ပါတယ်။အမေရိကန်ကဒုတိယကမ္ဘာစစ်အတွင်းဂျပန်နိုင်ငံဟီရိုရှိမားနဲ့နာဂါဆာကီမြို့နှစ်မြို့ပေါ်ကိုအနုမြုပ်ပုံနှလုံးကျေချားခဲ့ချိန်မှာလူပေါင်း2သိန်းကျော်တေဆုံးခဲ့ရပါတယ်။စစ်ပွဲအတွင်းနျူကလ িয়ার လက်နက်ကိုအသုံးပြုခဲ့တာအဲ့ဒီတစ်ချိန်ပဲရှိခဲ့ပါတယ်။ အမှုမြုပ်ဘုံနဲ့ခံရသူတွေဟာကိုခန္ဓာပိုင်းနဲ့စိတ်ပိုင်းဆိုင်ရာထိခိုက်မှုတွေအပြင်ဒဏ်ခံရသူတွေအဖြစ်လူတိုင်ဝိုင်းရခွဲခြားဆက်ဆံမှုတွေကိုလည်းစစ်စွနဲ့များစွာကြုံတွေ့ခဲ့ရပါတယ်။ထရန့်ကအော်တိုဘလာ30ရဲ့နေ့မှာကျုံးနဲ့ရုရှားကိုတန်းတူဖြစ်စေဖို့နျူကလ িয়ার လက်နက်စမ်းသပ်မှုတွေပြန်စဖို့ပင်ဂွန်ကိုအမိပေးလိုက်ပြီလို့ပြောပြီးတဲ့နောက်မှာနိုဘယ်ဆုရှင်အဖွဲ့ဖြစ်တဲ့နီဟွမ်ဟီဒန်ဂျိုကဂျပန်နိုင်ငံဆိုင်ရာအမေရိကန်တန်ယုံကိုကန်ကွက်စာတစ်စောင် ပေးပို့ခဲ့ပါတယ်။ ထရန်ညွန်ကြားချက်ဟာနျူကလ িয়ার လက်နက်လုံးဝကင်းမဲ့တဲ့ငင်းချမ်းတဲ့ကမ္ဘာအတွက်ကျိုးပန်းနေကြတဲ့ကမ္ဘာတော်ကနိုင်ငံတွေရဲ့ကျိုးပန်းအားထုတ်မှုနဲ့ဓာတ်ရိုက်ဆန့်ကျင်နေပြီးလုံးဝလက်ခံနိုင်စရာမရှိပါဘူးလို့အဲ့ဒီအဖွဲ့ကကန်ကွက်စာထဲမှာဖော်ပြထားပါတယ်။နဂါဆာကီမြို့တော်ဝန်ကဂျပန်ဝန်ကြီးချုပ်စနေတာကာအီရှင်အနေနဲ့ထရန်ကိုနိုဘယ်ဆုအတွက်အမြင်စင်းတင်သွင်းဖို့ရည်ရွယ်နေတာကိုရည်ညွှန်းပြီးနျူကလ িয়ার လက်နက်စမ်းသပ်မှုတွေချက်ချင်းစတင်မယ်ဆိုရင်သူဟာ နိုဘယ်ငင်းချမ်းရဲ့ဆုငါထိုက်တန်တော့မှာမဟုတ်ဘူးမဟုတ်လားလို့သတင်းထောက်တွေကိုပြောပါတယ်အမေရိကန်ဟာ1945ခုနှစ်ဩဂတ်လ6ရက်နေ့မှာဟီရိုရှိမာကိုအနုမြုပ်ပုံကျေချခဲ့ပြီး3ရက်အကြာမှာနာဂါဆာကီကိုထပ်မံချခဲ့ပါတယ်အဲ့ဒီနောက်မကြာခင်မှာပဲဂျပန်ကလက်နက်ချခဲ့ပြီးဒုတိယကမ္ဘာစစ်ပြီးဆုံးခဲ့ပါတယ်ဟီရိုရှိမာမှာလူပေါင်း3000000ခန့်နဲ့နာဂါဆာကီမှာဒဏ်ရာရှိထိတွင်းမှုဒဏ်ကြောင့်တေဆုံးသူတွေအပါအဝင်9400ခန့်တေဆုံးခဲ့ကြရပါတယ် MP ရဲ့တနစ်တာထူးခြားတဲ့သတင်းတွေကိုတင်ဆက်ပေးခဲ့ရပါ MP ရဲ့တင်ဆက်မှုတွေကိုအဆုံးထိကြည့်ရှုအားပေးသူအားလုံးနဲ့တကွဝင်ရောက်မှတ်ချက်ပြုပေးသူအားလုံးကိုလည်းအထူးပဲကျေးဇူးတင်ရှိပါတယ်မြန်မာပြည်သူပြည်သားအပေါင်းကိုစိတ်ညစ်ညာကျမ်းမာချမ်းသာပြီးဘဝအမောရေလည်းပြေကြပါစေခင်ဗျာ